โอเคအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ဒီ Artificial Lab YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီရခင်ကျွန်တော်ရဲ့အာ tutorial video လေးတွေကိုကြည့်ဘူးတယ်ဆိုရင်တော့ဒါတိပါလိမ့်မယ်ကျွန်တော်က Power BI နဲ့ဒီ Power BI Business Intelligence မှာเนาะအတူတူပြင်ဒီ ID Sector နဲ့ Business ဒီ Finance Business Finance Sector မှာအဲ၃လေး၃အားလေးရှိတဲ့ tools တွေလေးအာ technically ကျွန်တော်မျှဝေပြီးတယ်ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်း professional course တွေဖွင့်ထားတာရှိတယ် Power BI course တွေကျွန်တော်အဓိကဖွင့်နေပေါ့နော်အဒီနေ့ကချမှာကျွန်တော်ဗာလီနည်းနည်းရှယ် learning sharing လုပ်ပြီးလုပ်ပြီးနေတာလဲဆိုရင် Microsoft Power BI ကိုတခြားလေး professional သုံးနေတဲ့လူတွေတိထားတဲ့ ਨੇ data normalization ပေါ့နော်အဲ data normalization concept basically ကိုကျွန်တော်နည်းနည်းလေးရှင်းပြပြမှာဖြစ်တယ်ဒါနေမကဘူးလက်တွေ့ practical video လေးလည်းကျွန်တော်အဲလုပ်ပြပေးမယ်နော်အခုဒီမှာဗာလီလုပ်နေကျွန်တော်တစ်ချက်ကြည့်ကြည့်ရအောင်နော် Okay အဲ့တော့ဒီကျွန်တော်တို့ဒီ cost အခုဒီ ဒီ cost mini cost တိုင်းလေးရပါလဲဆို normalize your data in microsoft power bi using power query feature ပေါ့နော်အာ power query data တုံးတဲ့ feature လေးကိုတုံးပြီးတော့ကိုယ်မှာရှိတဲ့ data set တွေကိုဘယ်လို normalization လုပ်လို့ရမလဲဆိုတော့ဒီတစ်ချက်ကြည့်ကြည့်မယ်နော် okay ကျွန်တော်ကတော့ကိုတူတန်နေဖြစ်ပါတယ်အာဖောင်အာတီဖီကာလက်ကက်ဖောင်နာတူလည်းဖြစ်တူလို့အဲကျွန်တော်လက်ရှိမှာ MBA ဘန်ကောက်ယူနီဗာစီတီ MBA ပြီးလာပါတယ်ကိုယ်မဲ့တဲ့အဝါပြထားပါတယ်အာကျွန်တော်တခြားကျွန်တော်ရရှိရတဲ့ challenge competition เนี่ยนะဒါ CFA เนี่ยပတ်သက်ပြီးတော့ semi final challenge ကျွန်တော်ရထားတယ်ဒါအတိုင်းမှာကျွန်တော်အဲဒီ university ကိုစားပြုကျွန်တော်ဝင်ပြိုင်ပြီးတော့ semi final list နဲ့ရထားတယ်တစ်ခါမှာလည်းအဲ business ID အဲ university of greenwich ကနေကျွန်တော် business ID နဲ့ first class တွေလို့ပြောကျွန်တော်ရထားဖြစ်ပါတယ်เนาะ okay အဲကျွန်တော်တစ်ချက်ကြည့်ကြည့်ရအောင် okay ါ topic လေးရတာကျွန်တော်၄ခုပေါ့နော်ကျွန်တော် topic လေး၄ခုလောက်ပဲအများကြီးမကျွန်တော်ပြောဘူး topic အများများဝိုင်းရင်ကျွန်တော်တို့အာအရင် complex ဖြစ်သွားမှာဆိုလို့နော်ဒီနေ့ကကျွန်တော် short to the point နဲ့လူရင်းတို့ရှင်းမဲ့ကျွန်တော်ရှင်းပြပေးမယ် normalization ဆိုတာဘာကိုပြောတာလဲ normalization ဆိုတာဘာကိုပြောတာလဲနော်အခု power bi သုံးနေတဲ့ data analysis တယောက်ဖြစ်နေတဲ့လူကြီးက normalization ဆိုတာဘယ်လိုလုပ်ရမှာလဲပေါ့နော်အဲပြီးနောက်က normalization ဘာကြောင့်လုပ်ရသလဲ ဝိုင်းပေါ့နော်ဝိုင်းဝိုင်းတပါပြု we need to do normalization လောက်တင်တယ်လဲပေါ့နော်အဲ့ဒီမှာနည်းနည်းထက်ပြီးတော့ကိုက detail လေးထက်လိလာခြင်းနဲ့ဆိုရင်ကျွန်တော်ဒါ hint လေးတစ်ခုအရေးမော်လေးပြထားတယ်အဲ့မှာ first normal form second normal form third normal form ဆိုတာဘာမျိုးကိုပြောချင်တာလဲအဲ့ဒါဘာ၄လဲပေါ့နော်အဲပြီးတော့မှကျွန်တော်နောက်ဆုံး power bi ပေါ့ normalization မှာ power bi ကဘယ်လိုမျိုးလို့ကဏ္ဍတွေမှာပါလဲပေါ့နော် how can we use power bi in so to do normalization ပေါ့နော်ကျွန်တော်အဲ့ဒါလေးတစ်ချက်ရှင်းပြပေးပါဖြစ်တယ်နော်ကြည့်ကြည့်ရအောင်ဒါဆိုရင် အဲ့တော့သူက normalization ဆိုတဲ့သဘောကတော့သူကကို data ကိုသူကကျွန်တော် data တွေ record တဲ့နေရာမှာဟိုပေါ့နော်ဟို information နဲ့ဥပမာထားပါတော့ဒါအယောင် data တခုပေါ့ sale data တခုဆိုရင် product information တွေလည်းမှတ်ရတယ် customer information တွေလည်းမှတ်ရတယ်ရောင်းတဲ့ process ဖြစ်သွားတဲ့ transaction information တွေလည်းမှတ်ရတယ်အဲ့တော့တာမန်အပြည့်အလွယ်တခုပြောရမယ်ဆိုရင်ဒီက exact sheet တခုထဲမှာအားလုံးရောပြောမှတ်ထားတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ ဒီ data duplication တွေများလာတယ် redundancy ပေါ့နော်ဒီနေ့ခေါ်တော့ redundancy duplication တွေကျွန်တော်အရင်များလာတယ်အဲ့တော့အဲ့ဒါတွေများလာတဲ့အများကျွန်တော် data ဟိုပေါ့ဟိုကျွန်တော်ဒီရှိထားတဲ့ data ကနေပြီးတော့ login နဲ့ query တွေဆွဲထုတ်တဲ့အခါမှာ login နဲ့ business information တွေဆွဲထုတ်တဲ့အခါမှာအရင်ကြီးကိုဘယ်လိုပြောရမလဲအမ် is performance down တာပေါ့နော် performance အရင်အထိကြိုက်တယ်ရှိရပေါ့အဲ့တော့ကျွန်တော်တို့က normalization ကလောက်ထားတဲ့နည်း database တွေမှာအဓိကတောင်းရတယ်ပြီးတော့အဓိကတော့ data efficiently ဖြစ်အောင် efficient ဖြစ်အောင်နော် data တွေကို organize လုပ်တဲ့နေရာမှာ efficient ဖြစ်အောင်ဖြစ်တယ်နောက်အခုနည်းနည်းနားလည်အောင်ရှင်းပြရရင်ပုံလေးနဲ့လည်းကျွန်တော်ထည့်ပေးထားတယ်အဲ့မှာပထမဆုံးပုံလေးကဒါ large database တွေပဲပေါ့ခုနကကျွန်တော်ပြောလိုမျိုးအဲဒီ table ကြီးတစ်ခု table တစ်ခုထဲမှာရှင်းပြ information တွေရောပျော်ဦးထည့်ထားတယ်ဆိုရင်အဲ့ရကနေ light ရှာတာရန်ခတ်သွားမယ် နော်ဥပမာကျွန်တော်တို့ကဟိုစာအုပ်လေးတွေကိုဟလာ history book geography book english book အဲအဲ့လိုမျိုး book လေးတွေစာအုပ်ခဏလိုက်မှခွဲတယ်မင်းနဲ့တန်နီယာထဲမှာအားလုံးရောပြုံထားမယ်ဆိုရင်တခုခုပြန်ရှာရင်ရှာအခက်တယ်လေဘာဘာဘယ်ဟာဘာမှမသိတော့ဘူး right category မသိတော့ဘူးအဲ့တဘောပဲအဲ့တော့ဒီ table တစ်ခုထဲမှာ information တွေအများကြီးကိုပြုံပြီးထည့်ထားရဲဆိုတာ split လုပ်ပြီးတော့တက်ဆိုင်ရဖို့ဥပမာ customer တွေနဲ့ customer information အမ်ထားပါတော့ order တွေဆို order information product တွေဆို product information အဲ့လိုမျိုး ်တက်ဆိုင်ရာတကန်းတကန်းနာအနေနဲ့ထားပြီးတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားစီရတာ normalization လုပ်ထားတာဖြစ်တယ်နော်အဲဒီမှာသူကရှင်းပြထား install store ရဲ့ customer name every order record ခုနကကျွန်တော်ပြောလိုမျိုး order တစ်ခုတည်းထဲမှာ customer name အစ်စ်ကြီးကိုဖြည့်နေမှာစာကျွန်တော် customer id လေးတစ်ခုထည့်လိုက်ရတယ်ရနိုင်တယ် အဓိက detail repetition မဖြစ်အောင်ဟိုဒီသဘောတရားအတူတူပဲဒီ customer ဝယ်ပါလားအတူတူပဲဆိုမြင်ဟို customer information အပြည့်စုံပြန်ဖြည့်စာမလို့ customer ရဲ့သူ့ reference ပေါ့နော် customer id တခုကိုမှတ်လိုက်တာ ਨੇ အစဉ်ပြောင်းလုပ်ပြီးရမှာဖြစ်တယ်ဒါတော့ normalization အဓိကအာ login နဲ့ process objective ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ key goals က၃ခုရှိရဲ့အဲ့တော့ eliminate duplicate data duplicate data တွေကိုဖျက်ပြစ်ရှင်တယ် ensure data dependencies make sense ပေါ့နော်အဲ့တော့ data တွေဖျက်တဲ့အခါမှာကျွန်တော်တို့က ကြံငင်းတဲ့ data တွေတစ်ခုနဲ့တစ်ခုကလည်းချိတ်ဆက်မိမိရှိနေရမယ်ဟိုငကိုမူရင်း information data ရဲ့အဓိပ္ပာယ်ကိုအပေါ်လင်းစီနေရမယ်နောက်တစ်ခုက database ဆီက maintain လုပ်ရမယ်ဥနာကျွန်တော်ပြောသူမျိုးပေါ့ကျွန်တော်တို့ကဒီ data တွေကို record မှတ်တဲ့နေရာမှာ data တွေအရန်များလာမယ်ဆိုရင်ဘယ်လိုဖြစ်မလဲ data record အရန်များလာရင်ဘာဖြစ်မလဲကျွန်တော်ဟို maintain လုပ်ရခက်တယ်လေအရန်များလာရင်မနိုင်မနေနေဖြစ်ကုန်အောင်အဲ့တော့ maintain လုပ်ရလွယ်အောင်လေဒါကျွန်တော်တို့က normalization ထောက်ကူပြုပေးတာဖြစ်ပါတယ် နော်ဒါကျွန်တော်တို့ဒါ normalization ကဏ္ဍလေးကိုနားလည်မယ်လို့ထင်ပါတယ်အဲနောက်ကဏ္ဍတစ်ခုမှာကျွန်တော်တို့ဆက်ပြောမလဲဆိုရင်ဘာကြောင့် normalization လောက်ရလဲဆိုတာကျွန်တော်နည်းနည်းလေးဆက်ပြီးပြပြပေးမယ်နော်โอเคဒါဆိုကျွန်တော်တို့ဘာကြောင့် normalization ကိုလှောက်ထားတင်တယ်လဲပေါ့နော်အဲတော့ normalization ကအာအဓိက reason တွေကတော့ဘာတော့ဒီမှာကျွန်တော် reason ၄ခုထည့်ထားတယ် reason 5ခု sorry reason 5ခုထည့်ထားတယ်ပထမတစ်ခုကတော့ကျွန်တော်တို့ data diffusion data redundancy ပေါ့နော် data ခဏခဏ duplication ဖြစ်တာကိုကျွန်တော်တို့ကမကြိုက်ဘူး အာကျွန်တော်တို့ဒီ power bank data list တောင်းနေတဲ့ကဒါကနည်းနည်းကျွန်တော်တို့စဉ်းစားရမယ်အာထားပါတော့ဟိုကျွန်တော်ကဟို power bank ကိုလေးလာနေ practice လုပ်နေရတော့ပြဿနာမရှိဘူး sample data လေးတွေကဘာမှမရှိဘူးဒါပေမဲ့တကယ်လုံးဝလက်တွေ့လုပ်ငန်းခွင်မှာကိုကတကယ် real world project data set ကြီးကိုခြံတဲ့ခါကျရင်အာဒါကအရေးကြီးတယ်ဟို normalize မလုပ်ရသေးတဲ့ data ကြီးကိုသွားပြီးကျွန်တော်တို့ handle လုပ်လို့မလွယ်ဘူးရေရှည်မှာ လုံးဝအဆင်မပြေအဲ့တော့ကျွန်တော်တို့က ဟို power bi ကိုတိထားရမယ်ဒီ power bi deterministic ကြောင့်ဖြစ်ပေါ်တာ power bi ကို understood ဖြစ်ရမယ်သူရဲ့ tools တွေကိုနားလည်ရမယ် dex function ကိုတွန်းတွန်းကျကျတုံးတက်ရမယ်ဆိုတော့ညာလေဒီခုနလို database concept တွေဖြစ်တဲ့ normalization ကိုတော့ကျွန်တော်တို့ကတိထားတဲ့အဲ့ဒီကြိုကြိုရရဲ့ဗီဒီယိုလေးရဒါလေးကိုကျွန်တော် message ပေးချင်တာဖြစ်တယ်။ Power BI တခုတည်းသိရုံနဲ့ကျွန်တော်တို့ကလုပ်လို့မရဘူး။တခြားသူ့ရဲ့ database ခြေခံလေးတွေပေါ့နော်။ဟို SQL command တွေ SQL statement ကြီးတွေရေးနိုင်မှာမဟုတ်ဘူး။ SQL statement တွေ database ရဲ့ဒီ လုံးဝအသေးစိတ်တွေဟာမသိလဲရဒါပေမဲ့ဒီ normalization concept တွေကိုနည်းနည်းလေးနားလည်ထားဖို့လိုတယ်ပြီးနောက်တစ်ခုက schema ပေါ့နော်ခုနကကျွန်တော်တို့ပြောခဲ့တဲ့ star sorry star schema snowflake schema galaxy schema အဲ့လို schema လေးတွေလည်းဒီ data warehouse schema လေးတွေလည်းတည်ထားသင့်တယ်အဲ့ဒါလေးတည်ထားမှကျွန်တော်တို့ normalization လုပ်ရတာလွယ်လေးပဲเนาะအဲ့တော့အခုပြန်ကြည့်ရအောင်အဲ့တော့ redundancy ကျွန်တော်တို့လုပ်ချင်တဲ့အခါမှာကျွန်တော်တို့က ဒီတဲ့တစ်ခုကို multiple places ပေါ့နော်တနည်းဆိုပါဆိုဒီ customer ကခဏခဏဝယ်နေအဲ့ transaction ဒီ PC ကိုခဏခဏဝယ်နေဆိုဒီ PC နာမည်ကိုခဏခဏမှတ်နေတာကြီးကျွန်တော်မလုပ်ချင်တနည်းနေရာများစွာမှာဒီ PC product နာမည်ကြီးတစ်ခုဒီ date တစ်ခုလုံးကိုခဏခဏမှတ်နေရမှာကျွန်တော်မလုပ်ချင်ဥပမာကျွန်တော်ခုနကပြအခုပြောချင်တဲ့ example instead of repeating a customer name in every order store it once in a customer tree ပဲဒါ make sense ဖြစ်တယ်အိပ်ပဲရှိတယ် customer နဲ့ order transaction တခုဖြစ်တဲ့အခါမှာ customer name ကြီးအပြည့်စုံပေါ့အဲသူ့ရဲ့လိပ်စာလေးပါညာပြည့်စုံကို line မှတ်နေရတယ်ဆိုတာထက် customer ID တခုတည်းရှိရင်အဲ customer ရဲ့ information အသေးစိတ်ကိုတော့ကျွန်တော်တို့က customer တီဝဲထဲမှာအမှတ်ထားရမယ်သူ့ကို reference လုပ်တဲ့ customer ID ရှိမှာပေါ့နော်အဲ ID နဲ့ချိန်နိုင်ရအဲကျွန်တော်တို့က customer name ကို order တခုတခုတက်ထိုင်မှာနာမည်မှတ်စရာမလိုဘူးအဲအဲကျွန်တော်တို့အဲ့ဒါမျိုးပြောချင်တာဖြစ်တယ်နံပါတ်2 point number 2က improve data integrity ပေါ့နော် data integrity ဆိုတာ normalization လုပ်လိုက်ရင်မလိုအပ်တဲ့ duplicate data duplication တွေဖြစ်ရမလိုတဲ့ data တွေဖြစ်ရဖြစ်တဲ့အခါမှာ data consistent and accurate ဖြစ်ဖို့လိုတယ်ကို data က update ပဲရှိနေရမယ်တိကျနေရအောင်မယ်အဲ့တော့ဘာမျိုးပြောချင်တာလဲဆိုရင်ကိုက update လုပ်ရတာလိုရင်ရမယ်နည်းနည်းရှင်းပြမယ်ခုနအပေါ်ဟာမျိုးပေါ့ customer name ကိုခဏခဏတနည်းဟိုနေရာများစွာမှာတွားပြီးတော့ဟို information ကို save လုပ်ရတဲ့အခါကျရင် ကက်ဆာနာမည်မှားနေတယ်ပဲထားပါ for example ပေါ့နော်နာမည်မှားသူ့နာမည် mistake my mistake မှားနေတယ်ဆိုရင်အဲကျွန်တော်နေရာလိုက်ပြင်ပါပေါ့ကက်သူ့အိမ်မှာမောင်မောင်ဆွဲကက်ဆာမှာနေရာအခုတရာမှာရှိတယ်အခါတရာလိုက်ပြင်အောင်အဆင်မပြေဘူးနော်အဲ့တော့ကျွန်တော်တို့ကအဆင်မပြေဘူးဆိုတာအခါတရာလိုက်ပြင်နေဆိုပေမဲ့လက်တွေ့မှာမပြင်းမြဲကြံ့ငင်အဲ့ဒါ error ကြီးတက်ကုန်ရောအဲ့ကျွန်တော်တို့ကခုနလိုမျိုးအခုပြောချင်တဲ့ point ကိုရောက်လာပြီ customer name ပြောင်းဖို့လိုအပ်လာတယ်ဥမာအဖြစ် mistake တစ်ခုခုပေါ့အမှားတစ်ခုကြောင့်ပြောင်းဖို့လိုအပ်လာရင် you only need to update in one place တခါတည်းတနည်းအားဖြင့်မှ customer တွေထဲမှာရှိတဲ့ customer name ကိုသွားပြင်လိုက်ရအောင်အဲ့တော့သူက ID နဲ့သူ့တခြား information တွေကိုအဲသူ့ရဲ့ order information ကို customer ID နဲ့ချိန်ထားတာမျိုးလို့ကျွန်တော်တို့က improve data integrity ကောင်းအောင်လုပ်ရမယ်နော်အဲ့ make maintain နဲ့ easy อ่ะတူတူပဲခုနကဟာနဲ့ဆက်ဆက်မှုရှိတယ်အဲ related ဖြစ်တယ်ပေါ့နော်အဲ့တော့ maintenance လုပ်ရလဲလွယ်ရမယ်ခုနက data update လုပ်တာလေးထပ်တာလေး insert လုပ်တာလေးအားလုံးကထပ်ပြီး error တက်နေတာမရှိစေရဘူးပေါ့နော်နောက်တစ်ခု optimize storage ဒါကျွန်တော်အစိုးရခဏပြောနေတာပဲ ဒူတာဒီတာ duplication ဖြစ်တဲ့ဟာမှာပြဿနာပါလဲဆိုတော့မလိုလားအပင်နဲ့ဒီတာ storage space တွေကုန်လာတာအထူးသဖြင့်ကျွန်တော်တို့ကအခုနောက်ပိုင်း follow up ရဲ့ cloud နဲ့တွဲသုံးရတဲ့အခါမှာ cloud ရဲ့ storage space တွေများလာရင်ဒါ company ရဲ့ဒါဘယ်လိုပြောရမလဲအာတောင်းရမယ့်စရိတ်တွေပေါ့နော် resource တွေအများများလာမယ်ကုန်ကျစရိတ်တွေပေါ့နော် cost တွေအများများလာမယ်ဒါကျွန်တော်တို့အဆင်မပြေဘူး เนาะနောက်ဆုံးတစ်ခုက enhance carry performance ပေါ့အဲခုနလို web structure data data တွေတခြား structure လို့ချင်းအပြင် carry ကပို့ပြီး efficient ဖြစ်မယ်အထူးသဖြင့် database ကြီးကြီးဒီမှာဆိုတာပို့ပြီးတွေ့ရမှာဖြစ်ပါတယ်เนาะဒါကျွန်တော်တို့ကဒါအာတိချင်းတိကြိုက်တာလေးတွေဒါကျွန်တော် short to the point ပေါ့เนาะပြချင်းဖြစ်ပါတယ်အဲ့တော့ခုနောက် topic တစ်ခုကိုကျွန်တော်ဆက်ကြည့်မယ်เนาะနောက် topic ကဘာလဲဆိုတော့ဒါလေးတော့အရေးမွှားလीပေါ့ဒါ hint ပေးထားတာဖြစ်တယ်ဒါကိုကျွန်တော်ဒီသေးတော့မကြုံမရှင်းပြဘူးအာတော့ database normalization ကိုတေချာလေးနားလဲခြင်းလဲဆိုရင်ဒါလေးဆက်လေ့လာရအောင် ဘာကြီးလဲဆိုရင် तू က first domain form second domain form third domain form ဆိုတာရှိတယ်အဲ့ဒါကတော့ ID Power BI နဲ့တိတ်မဆိုင်မနေ ID database data ရဲ့ကိုလုံးဝ deep focus ဖြစ်သွားတယ် तू ကဘာကြီးလဲဆိုရင် तू ကဒီအခုကျွန်တော်တို့ပုံမှန်ပေးထားတဲ့ဒါ originality ပဲပေါ့ဒီ originality ကိုကျွန်တော် anonymize form လို့ခေါ်တယ်ရှိမြတ် data တွေအားလုံးကိုဒီဘက်တစ်ခုထဲမှာစုထားတယ်အဲ့တော့ repeat redundant customer information ကို customer ဒီလို information တွေ redundant ဖြစ်နေတယ်ထပ်ကလည်းလည်းဖြစ်နေတယ်အဲ့တော့ तू က normalization လုပ်တဲ့အခါမှာသူ့ရဲ့ process တွေရှိရပေါ့နော် first normal form အရင်ပြောင်းအောင်ပြောင်းပြီးတော့ second normal form နောက်ဆုံးမှ third normal form အဲ့လိုမျိုးဟို form အဆင့်ဆင့်ပြောင်းရအောင်နောက်ဆုံးတော့ third normal form ပေါ့နော်အဲ့တခြား third normal form တွေရှိသေးတယ် နော် BCF ဖြစ်ပါတော့ရှိတည်ရကျွန်တော်လည်းတေချာမမှတ်မိတော့ကျွန်တော်တို့ကကျွန်တော်တို့တော့တင်ရတယ်ပေါ့နော်ကျွန်တော်မမှတ်မိတော့ဘူးပြောချင်တာ first normal form second normal form third normal form အဲ့လို normal form တွေအများကြီးရှိတယ်အဲ့တော့ first normal form ဆိုတဲ့ဘောကတော့ तू ကအာ redundancy ရှိနေသေးတယ်အဲ့မှာ तू ကအဲ तू ကကျွန်တော် तू ကဒီတစ်စင်းချင်းတစ်စင်းချင်းကျွန်တော်လောက်သွားတာပေါ့နော်အဲ့ဒီ first normal form က तू လိုအပ်တဲ့အဲ မလိုတဲ့ duplicate ဟာတွေဖြတ်မယ်စကန်တော့မဖောင်းတော့ပို့ပြီးတော့နည်းနည်းသိစိတ်ပုံဖြစ်သွားပြီတက်တော့ဖောင်းတော့ပို့ပြီးတော့နောက်တစ်ဆင့်ဖြစ်သွားတယ်အဲ့တော့ဒီဟာတွေကျွန်တော်နည်းနည်းတော့ပြန်ကြည့်အောင်မယ်ကျွန်တော်တက်ရှင်းတန်းရှင်းတော့ကျွန်တော်လည်းမမှန်မိတော့ဘူးပေါ့နော်အဲ့ဒါ anyway ဒါတော့ step by step သွားတာ first တော့မဖောင်းစကန်တော့မဖောင်းတက်မဖောင်းရှိတယ်နော်အဲ့တော့စိတ်ဝင်စားရင်ဆိုရင်ချား YouTube channel မှာ live စစ်လေးလာလို့ရတယ်နော်ဒါကတော့ hint လေးပြပြတာနော်ဒီ normalization ထက်လာခြင်းဒီကနေသွားလို့ရတယ် โอเคအဲ့တော့အခုကျွန်တော်ကြိုကြိုရေလေးစအောင်เนาะအဲ့တော့အခုက normalization ကိုကျွန်တော်လုပ်ပြမယ်เนาะအဲ့တော့ကျွန်တော်တို့မှာဒါ sample data လေးရှိရ transaction table လေးရှိရအဲ့တော့ကျွန်တော်မပါလို့မလဲဆိုရင် power bi နဲ့ကိုထည့်မယ်ထည့်ပြီးရတယ်အဲ့ကောင် normalization လုပ်တဲ့ demo လေးတစ်ချက်ပြပြမယ်เนาะ transaction table ဆိုတော့သူကဒီထဲမှာသူကအကုန်မှတ်ထားတာရှိသမျှဒီ product information တွေ store information တွေ customer information တွေ order information တွေအကုန်မှတ်ထားအဲ့တော့ကျွန်တော်ပြန်ပြီးဟို segment normalization ပြန်လုပ်မယ်ပေါ့เนาะတစ်ချက်ကြည့်ကြည့် โอเคအဲ့ဆိုကျွန်တော်တို့အခုဒီမှာလက်တွေ့ practical လေးတစ်ချက်တွားကြည့်မယ်เนาะအဲ့တော့ကျွန်တော်တို့ Power BI software တွင်းလာတယ် Power BI blank file လေးကျွန်တော်ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာ data set ကတော့ဒါ sample ပေါ့เนาะ transaction data ပေါ့သူကအာဒီ table sheet တစ်ခုထဲမှာ information အားလုံးကိုထည့်ပေးထားတယ်ပြောမယ်ဆိုရင် anomalized table ပေါ့ normalize မလုပ်ရသေးတဲ့ anomalized table ဖြစ်တယ် un N O R M A L I N Z E D anomalized state ပဲဖြစ်တယ်။အဲ့တော့ anomalized state မှာ information တွေအလုံးပျော်မိထဲတာပဲ။ပျော်မိထဲတာ။အဲ့တော့လုံးဝ manage တော့အရင်ခန့်နေတယ်။အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က power bi နဲ့ထည့်လိုက်မယ်။ blind file ပေါ့နော်။အဲ့တော့ get data excel u file ထည့်ရမယ်။ထည့်လိုက်မယ်။ထည့်လိုက်ပြီးဒီ excel file ကိုရွေးမယ်။ရွေးပြီးရင်ကျွန်တော်တို့က ဲ့ဒီ normalization လုပ်တာဆိုတာအရင်ခက်သေးပြီးတော့မဟုတ်ဘူး။ तू က specific feature တွေသုံးမှန်းတာမဟုတ်ဘူး။ तू က तू က concept ကိုနားလည်ရမယ်။ normalization concept ကိုနားလည်ရမယ်ဆိုတော့ okay ဒီ given ဒီ table တွေကနေပြီးတော့ဘယ်လို table လေးတွေပြန်ဆွဲထုတ်မလဲဆိုတာကိုကနားလည်ရမယ်။အဓိကပြောချင်တဲ့ basic က message ကတော့အဲ့ဒါပဲ။နော်။အဲ့တော့အခုကျွန်တော်တို့ဒီမှာ transform data ကိုနှိပ်ပြီးတော့ power query data တွေကိုတစ်ချက်သွားမယ်။နော်။ဒါ power query data မသိဘူးဆိုရင်ကျွန်တော်တို့ရဲ့ YouTube channel ရဲ့တခြား video လေးတွေကိုပြန်ကြည့်လို့ရတယ်။ဒါကကျွန်တော်ပြန် basic step တွေကျွန်တော်ပြန် ်တင်တဲ့ပြန် skip လုပ်လိုက်တယ်နော် power bi အခုနည်းနည်းသိထားတဲ့လူတွေအတွက်ကိုနည်းနည်းခြေခံပြီးပြောတာဖြစ်တယ်အဲ့တော့အခုဒီမှာ power grid မှာ transaction တွေပဲရပြီအဲ့တော့သူကဘာလို့ပါလဲအဆက် explore လုပ်ကြည့်မယ်ဟုတ်ပြီဒါ transaction တွေပဲဒီ transaction တစ်ဆိုင်နေ information တွေပါတယ်ဒါပြီးရင်ဒီ order နဲ့တစ်ဆိုင်နေ information တွေပေါ့နော်။ဒါ order date, delivery date, birth date, ညာ date ပေါ့နော်။ပြီး customer information တွေ customer ID တော့လား။ဘာတွေဖြစ်နေလဲ။ဘာတွေဖြစ်နေလဲဆိုတော့အခုဒီမှာတွေ့ရတဲ့အတိုင်းပဲ။ customer တယောက်ကခဏခဏ order မှန်တူးနာမည်ကခဏခဏ duplicate ဖြစ်နေတယ်။ ျွန်တော်သိမချက် duplicate အရင်များတယ်သိမချက်နော်အဲ့တော့ပြီးရင် advanced store ဆိုရင် store information ဆိုရင် store id store country ဒါလည်းခဏခဏ duplicate တွေဖြစ်နေကျွန်တော်သိမချက်ထိုနည်းတူဆိုရင် product တွေပဲ product id product name တွေ product brand ခဏခဏ duplicate ဖြစ်နေကျွန်တော်သိမချက်နော်အဲ့ဒါ duplicate တွေများနေမကောင်းဘူး data ဆွဲထုတ်ရလဲခက်တယ်လို့ maintain လုပ်ရလဲခက်တယ်ဒါ anomaly တွေပဲက it's a nightmare ဘောနော်ကျွန်တော်တို့ဒါပေါ်ပိန်တစ်နေ့နေ့ရောက်နေတာဒီတိုင်းထိုင်ဟို visually ဆိုတဲ့ report တွေဆိုတဲ့လုပ်ကွာအဆင်မပြေဘူးအဲ့တော့မဖြစ်မနေ normalization အလုပ်ကိုလုပ်ရအခြေခံဒီဟိုအခြေခံလေးတော့လုပ်ထား normalize လုပ်ကွာအရင် perfect ဖြစ်ကြမလို့ဘူး normalize တာတော့လုပ်ကိုလုပ်ရမယ်ဆိုတော့ကျွန်တော်အနေနဲ့ message ပေးရှင်တယ်နော် okay အခုဒီမှာကြည့်ကြည့်အောင်အာဘာလုပ်ရမလဲဆိုတော့အဲ့တော့ဟို technique ကတော့အများခက်ခဲကြီးတော့မဟုတ်ဘူးကျွန်တော် magnifier အသုံးပြီးပြပြနေမယ်နော် တကယ်ပါခက်ခဲတယ်မဟုတ်ဘူးကျွန်တော်ဒီ table ကိုပဲ duplicate ပွားလိုက်အောင်လေ right click duplicate ပေါ့နော် duplicate ပွားလိုက်ပွားလိုက်ပြီးကျွန်တော်အခုတော့ table ဒီဖက်နောက်ခုခွဲလို့ရတယ်အဲပေါ်ပိုင်းကိုပြန်ကြည့်မယ်အဲ့ဒီဒီမှာကျွန်တော်ကဘာလေးခုခွဲလို့ရလဲဆိုရင်ဒီကတွက်ကြည့်မယ်ဆို order transaction တွေပဲတစ်ခုနေခွဲလို့ရတယ် customer တွေပဲတစ်ခုနေထပ်ခွဲလို့ရတယ် split လုပ်လို့ရတယ် store တွေပဲတစ်ခုနေထပ်ခွဲလို့ရတယ် product တွေပဲတစ်ခုနေထပ်ခွဲလို့ရတယ် table လေးခုခွဲလို့ရတယ်အဲ့တော့ကျွန်တော်တွေ့ရတယ် နော်ပယ်လေးကိုထွက်လို့ရအဲ့မှာအဲ့မှာဘာထွက်လဲဆို order transition တွေဘာတော့ fat တွေပဲဖြစ်တယ်ကျန်တဲ့တွေပဲ dimension တွေပဲဖြစ်တယ်နော်အဲ့ fat တွေပဲ dimension တွေပဲဘာတွေကွာလဲဆိုတော့ now lecture ကျမှာနည်းနည်းလေးတစ်ချက်ပြန်ရှင်းပြပေးမယ်နော်အခုကဒါကြူကြူလေးရေလောက်ပြတာမလို့ဒါ fat တွေပဲ dimension တွေပဲအဲ့တော့ fat တွေတွေမှာတော့အများဆုံးအဖြစ်နော်အခုဒီ slide ကိုကြည့်မယ် fat တွေတွေမှာအများတော့အဖြစ်သူကအခု order transition တွေပဲဆို order transition information တွေမှာကပဲတခြား dimension တွေတွေနဲ့တွဲချက်ရမှာဖြစ်တဲ့အကြောင်းမလို့တခြား other dimension တွေတွေ foreign key တွေပါပါမယ် ီမှာဆိုရင်ဒါလောက်ထားရတွေ့မယ်နော် product id ကို store id ကို customer id လို့ပါအဲ့ဒါကြီးထည့်ပေးရမယ်နော် customer id ပဲ dimension တွေပဲတော့မလိုတော့ဘူး customer id ပဲ dimension တွေပဲတော့ customer id primary key ပါမယ်တခြားသူရဲ့တက်ဆိုင်တဲ့ customer information တွေပါညာထုံနည်းတူပါမယ် store တွေပဲလည်းဒီတဘောပဲ product တွေပဲလည်းဒီတဘောပဲမြင်လားမသိဘူးเนาะအဲ့တော့အဲ့ဒါလေးတစ်ချက်ကျွန်တော်တို့လောက်ကြည့်မယ် okay အခု duplicate border ကိုကျွန်တော်ဘယ်လိုနာမည်ပေးလိုက်မလဲဆိုရင်ဒါ order transaction တွေပဲပေါ့နော်အဲ့တော့ order transaction တွေပဲဆိုတော့ order နဲ့ဆိုင်တဲ့ဟာတွေပေါ့ transaction ID order နဲ့မှာလိုအပ်တဲ့ဟာတွေယူမယ်အရှိဆုံးက column တွေပေါ့နည်းနည်းတောင်းနေငါအရှိဆုံး column 6ခုဒါတွေမကတွေကို तू က fat တွေပဲဖြစ်တဲ့ကြောင့်မလို့တခြား customer တွေပဲ product တွေပဲ store တွေနဲ့ချိတ်ရမှာဖြစ်ကြောင်းမလို့သူတို့ရဲ့တက်ဆိုင်ရာ primary key ကိုပြန်ယူရမယ် primary key ခုဒီမှာ foreign key ဖြစ်တော့မှာပေါ့နော်အဲ့တော့ customer ID ပါမယ်ပြီးရင်မပါအောင်မလဲ store id ပါမယ်ပြီးရင် product id ပါမယ်အဲ့အဲ့ id လေးတွေလိုအပ်တယ် fatty ပဲ။ဒါကြောင့်လဲဆိုတော့ तू ကဒီနေရာမှာ तू က foreign key ဖြစ်သွားမှာเนาะအဲ့တော့ collagen နဲ့တေ colon လေးတွေရွေးပြီးွားပြီဆိုရင် right click ခေါက်ဒီနေရာလေးမှာ right click ခေါက် remove other colon တခြားတွေမလိုချင်ဘူး။အဲ့တော့ remove other colon နဲ့ဖြတ်လိုက်အဲ့ဒါရင်ကိုလိုဂျင်နဲ့တီပဲကြီးရလာပါပြီအဲ့ဒါကအခုပထမဆုံးတစ်ခုလောက်ပြီးပါပြီ normalization အခုလောက်နေတာပထမဆုံးတစ်ခုတီပဲတစ်ခုဆွဲထုတ်ပြီးပါပြီ order transition တီပဲတစ်ခုထွက်သွားပြီမြင်လားမသိဘူးเนาะအဲ့တော့ဒီဒီကောင်ကကျွန်တော်နောက်ဆုံးမှာဘာလိုချင်တာလဲဆိုဒီလိုပုံစံမျိုးလေးလိုချင်တာ ကျွန်တော်တို့လိုချင်တာက star schema ပုံကြီးဖြစ်သွားမယ် transaction တွေပဲခုရှိမယ် store တွေပဲ customer တွေပဲ product တွေပဲเนาะ sorry transaction တွေပဲမပါဘူး sorry ကျွန်တော်မှားသွားလာเนาะအဲဒီခုနလို star schema ပုံကြီးဖြစ်သွားမှာเนาะအဲဒီတစ်ချက်လောက်ပြမယ်အခု transaction တွေပဲကိုထပ်ပြီးတော့ထပ်လောက်အောင်မယ် duplicate ထပ်ပွားလိုက်အောင် right click duplicate ဒီတစ်ခါကျွန်တော်ဘာဆွဲထုတ်မလဲဆိုရင် customer information ဆွဲထုတ်မယ်အဲ့တော့ customer တွေပဲပေါ့ ော့ customer တွေတော့သူက dimension တွေပဲဖြစ်တဲ့ကြောင့်မလို့သူက customer ID နဲ့တခြားသက်ဆိုင်တဲ့ customer information တွေဆွဲထုတ်ရပြီအဲ့ဒါဆွထုတ်ရကစားမင်းကျန်တဲ့ဒါကြီးဆွထုတ်ရပြီအဲ့တော့ right click ဟောက် remove other column ဖြစ်လာမယ်ဒါဆိုရင် customer information တွေပဲကြိုင်ခဲ့မယ် နော်ဒါ customer information နေမယ်ကျန်ခဲ့မှာဖြစ်ပါတယ်နော်ဟုတ်ပြီဒါတစ်ခုပြီးသွားပြီနောက်တစ်ခုကြည့်မယ်နောက်တစ်ခု transaction နေမယ်ဟို duplicate တန်သွားမယ် duplicate ဒီခါပါလုံးမယ်ဆိုရင် customer view and store information အဲ့တော့ store တည်ပဲဒီမှာ store id store company store state store square meter store open date store နဲ့တဆိုင်တဲ့ column ကိုရေးမယ်ပြန် right click ဟာ remove other column ဖြစ်တယ်။ဒါဆိုတော့နှစ်ဆိုင်နဲ့ဟာနေထွက်လာမယ်။အဲ့လိုပဲ transaction တွေပဲ duplicate ပြန်ပွားမယ်။ ပြန်လေးရမမီသေးဘူးအဲ့ဒါဘာလို့လဲဆိုတော့စတိုးပြီးွားရင် product လာမယ်စတိုးပြီးွားရင်မဟုတ်စတိုးပြီးွားရင် product လာမယ် product ကဒီမှာ product ID အနေပြီးတော့ product category ထိလာမယ် product ဒီပဲเนาะအဲ့ဒါကြီးအကုန်လုံးဆွဲယူလိုက်မယ် pin right click out remove other column ဒါဆိုရင် product design နေ information နေမှာချိန်ခင်တူကိုကျွန်တော် product ဒီပဲဒါပဲပြီးပြီเนาะအဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့က ဒီ transition တွေပဲမလို့တော့ဟို high လုပ်ထားတယ် duplicate ဆိုရဲ high လုပ်လို့ရလားမသိဘူး any ပဲလုပ်ခဏဖြုတ်ထားတယ်ဒါမှပါတော့နော်အဲ့တော့ order transition customer to product အဲ့မှာ order transition က fact တွေပဲဖြစ်မယ် generate တွေတွေက dimension တွေပဲဖြစ်မယ်နော်ပြီးရင် close and apply နဲ့ပြန်ပိတ်လိုက်မယ်နော်အဲအခုမှ power ပြောင်းလေးတာမဲ့ယူတော့နည်းနည်းเนเน่ดิสลิมพินิลิมนะบาริแล้วบ่เนาะอะแล้วเชียร์บัวบิเนอฉิงกันนี่เราไปท่าหาเนเน่จี้ท่ามาเลยส่วนถ้าเล่ลาอะเราคัดมาก็ไม่ทิ้งเนาะมายาบี အခုလိုချင်တာအဲ့ဒါပဲခုနတေဘယ်ကြီးတစ်ခုလုံး transition တေဘယ်ကြီးတစ်ခုလုံးဆိုတာတည်းအခုကတေဘယ်လေးက normalize လုပ်လိုက် duplication နေရှိသေးလားဆိုတော့ရှိနိုင်သေးတယ် duplication ရှိသေးတယ်နော်အဲ့တေဘယ်လေးတွေ straight လုပ်လိုက်ပြီဆိုတော့ကျွန်တော် duplicate data တွေပြန်ဖြတ်အောင်အဲ့ power creator ကိုပြန်သွားမယ်အဲ့ဒီမှာ customer ပေါ့ customer ပါဒီမှာ duplication နေရှိနိုင်တယ် sorting စီကြည့်ရှိတယ်ရှိတယ်နော်ရှိတယ်ဖြတ်မှာပေါ့နော်အဲကျွန်တော်တို့ကအဲ home တက်ထဲမှာ remove row remove duplicate ဖြတ်လိုက် ကာဆာမဒီဘယ်မှာ duplicate တော့ဖြတ်မယ်စတိုးဒီဘယ်မှာ remove row remove duplicate print product ဒီဘယ်မှာ remove row remove duplicate ဆိုဖြတ်လိုက်မယ်အဲ့ဒါဆိုရင်တောင်းခက်သွားပြီ order transaction ကတော့မလိုဘူးသွားတော့ဒါ duplicate မလိုနော်ပြီး close and run ပြန်ပိတ်လိုက်မယ်ညာပြီအဲ့ဒါဆိုရင် duplicate ဒီဓာတ်ကြီးပါပြတ်သွားပြီနော်အဲ့တော့ကျွန်တော်ကဟိုကျွန်တော်တို့ login နဲ့ point ကိုရောက်လာပြီ normalization ရောက်လာပြီအဲ့တော့သူကအလဲမှာထားမယ် အဲ့တော့သူ customer ID customer ID ထည့်လိုက်မယ်ဒါ primary key foreign key one to many relationship one to many relationship သူတို့အနီး primary key ဒီက foreign key one to many relationship ဒီက product ID ဒီက product ID primary key foreign key one to many relationship ရပြီအဲ့ဒါရပြီဆိုရင်ဒါပြီးပါပြီကျွန်တော်တို့ဒါ save နေလောက်လိုက်အောင်မယ်နော် save မလုပ်ရသေးဘူး save လောက်လိုက်အောင် okay fine save us browse okay အမှန်ဒီမှာတော့ receive လုပ်ရမယ် okay ပြီးပြီနော်အဲ့တော့ကျွန်တော်တို့ဒီနေ့ point အဲ့ဒီမှာနောက်ဆုံးမှာ star schema လေးရလာပြီဖြစ်ပါတယ် star schema ခုနခုနမှာဝါလို့ပြန်ထည့်လာတာ star schema လေးကျွန်တော်တို့ရလာနော်အဲကျွန်တော်လိုချင်တာအဲ့ဒါပဲအဲ့တော့ခုနလိုမျိုး table ကြီးတစ်ခုလုံးဒုံးကြီးဆိုတာထဲအခုကဒီမှာအဲ fat table dimension table လေးညီနေ duplication တွေလည်းမရှိတော့ဘူးဒါပေမဲ့ data ရဲ့လုံးဝ origin အနှစ်တာရဖြစ်တဲ့ data integrity တော့ထိန်းထားနိုင်တယ်။ငကိုမူရင်း information ကိုပြောချင်တဲ့ point ကိုအခုထိ maintain လုပ်နိုင်ဆိုတာရှိတယ်။ဒါကြောင့်လည်းသူကဒီမှာ relationship တွေနဲ့ချိန်ထားတယ်။သူကသူကဆက်ဆက်မှုရှိနေတယ်။အဲကြောင့် data integrity လည်းရှိတယ်လို့ maintain လုပ်ရလည်းအရန်လွယ်တယ်။ဥပမာ customer name နာမည်ပြောင်းနေတယ်ဒီမှာတော့ပြောင်းလိုက်ရင်ဒီနေ့ညအလုံးကပြောင်းကြမလို့တော့ဘူး။အဲ့တဘောဖြစ်တယ်เนาะအဲ့တော့ maintain လုပ်ရတာအရန်လွယ်တယ် storage space လည်းမကုန်တော့ဘူး duplication တွေမရှိတော့ဘူးဒါ scale level လည်းဖြစ်တယ် နော် data တွေများလာရင်ပြည့်တက်တနာမရှိဘူးဆိုတာတွေ့ရတယ်နော်အဲကျွန်တော်ပြောချင်တာ point ကဒီနေ့ကြိုကြိုပြော point လေးကအဲ့ဒါပါပဲနော်အဲတော့ထပ်ပြီးဆက်ဆက်ပြီးကြည့်လို့ရတာတော့ဒီ schema လေးတွေပေါ့ star schema snowflake schema galaxy schema လေးတွေထပ်ကြည့်လို့ရသေးတယ်နော်အိုကေဒါကတော့ဒီနေ့တော့ပါပဲနော် normalization နဲ့ပတ်သက်ပြီးတော့ဒါ basic လေးပေါ့နော် concept basic လေးတွေကျွန်တော်တို့နားလည်မလို့ထင်ပါလေဆက်ပြီးစိတ်ဝင်စားရဲဆိုရင်ကျွန်တော်တို့ရဲ့ artificial lab ကနေပြီးတော့ training တွေပေးနေပါတယ်เนาะ professional training လောလောဆယ်ကတော့နှစ်ခုပေါ့เนาะ power bi fundamental course ပေါ့เนาะဒီလိုမျိုးအစအစအဆုံးကျွန်တော် complete project တစ်ခုလုပ်ပြီးမြဲအဲပြီးရင်နောက်တစ်ခုကတော့ power bi advanced course ဆိုပြီးကျွန်တော်နှစ်ခုဖွင့်ဖို့ကျွန်တော်လုပ်နေပါတယ်အဲဂျွန်လမှာတော့ကျွန်တော်အခုဂျွန်လ2025မှာတော့ power bi fundamental course ဖွင့်လို့မှာဖြစ်ပါတယ်เนาะအဲစိတ်ဝင်စားရင်ကျွန်တော်လာပြီး join လို့ရတယ်ကျွန်တော်တို့ article lab ke page မှာလာရောက်ပြီး join လို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ရပါတယ်เนาะโอเคဒီနေ့ကတော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်